တောင်ကိုရီးယားနိုင်ငံသားကြီးဝန်ကြီးဌာနရဲ့အင်္ဂါနေ့ကထုတ်ပြန်ကြေညာဒီနေ့ပထမ၈လအတွင်းမှာလူ90ပျောက်ဆုံးခဲ့ပြီးမနစ်ကလေးကပျောက်ဆုံးနေတဲ့နောက်ထပ်10ဦးလည်းရှိနေတယ်လို့ဆိုပါရယ်ကမ္ဘောဒီးယားကကိုရီးယားတန်ယုံကိုပျောက်ဆုံးကြောင်းတိုင်ကြားမှုတွေဟာလည်းမနစ်က220သာရှိရာကနေဒီနေ့မှာတော့330အထိတိတိတတ်တာမြင့်တက်လာခဲ့တယ်လို့သိရပါရယ်ဒီအခြေအနေတွေကြောင့်သမရလီဂျီမြောင်ကိုရိုင်းက ကမ္ဘောဒီးယားမှာရှိနေတဲ့ကိုရီးယားနိုင်ငံသားတွေဘေးကင်းစွာပြန်လာနိုင်အတွက်ရနိုင်သမျှအရင်းမြစ်အားလုံးကိုအသုံးချဖို့အစိုးရဘက်ကရေးပေါ်ညွှန်ကြားခဲ့ပါတယ်။ဒါ့အပြင်ဒုတိယနိုင်ငံယာယီဝန်ကြီးကင်ဂျီနာဦးဆောင်တဲ့အထူးတုံ့ပြန်ရေးအဖွဲ့ကလည်းကမ္ဘောဒီးယားကိုဆေးလွှတ်သွားမှာဖြစ်ပါတယ်။ဒီအဖွဲ့ထဲမှာမြူသားရေးတပ်ဖွဲ့နဲ့မြူသားထောက်လိုင်းဌာနတွေကရာရှိတွေပါပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။အစိုးရရဲ့အခုလိုအင်တိုင်းအားတိုက်တုံ့ပြန်လာတာဟာမကြာသေးခင်ကကိုရီးယားကျောင်းသားတို့ နှိပ်စက်ညှဉ်းပန်းခံရပြီးတေဆုံးခဲ့တဲ့ဖြစ်ရပ်ပေါ်ပြည်သူတွေရဲ့ဒေါသမြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။နောင်ကိုရီးယားအစိုးရဟာကမ္ဘောဒီးယားတနိုင်ငံလုံးအတွက်ခီးစွားတတိပိချက်အဆင့်ကိုတိုးမြင့်ဖို့စဉ်းစားနေပါတယ်။ပြီးခဲ့တဲ့ပတ်ကပဲမြို့တော်ဖနွမ်းပင်အတွက်ခီးစွားတတိပိချက်အဆင့်ကိုတိုးမြင့်ခဲ့ပြီးဘလို့ပါပဲခီးမသွားဖို့နဲ့ဒေသခံနိုင်ငံသားတွေကိုပြန်လာဖို့တိုက်တွန်းထားပါတယ်။